သူနဲ့ Rivero ရဲ့ပွဲကမူလတည်ထားတဲ့ Manekin နဲ့ Rivero ရဲ့ပွဲထက်ပရိသတ်တွေကိုပိုအကြိုက်တွေးစေလိမ့်မယ်လို့အာမခံလိုက်တဲ့ချူချူအပိုင်ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာ Manchester Football Zone ကနေပြန်လည်ချူစုလိုက်ပါတယ်ချင်းလေးဖန်ကသူနဲ့ Brandon Rivero ရဲ့ပွဲဟာမူလကတည်ပေးထားတဲ့ Manekin နဲ့ Rivero ရဲ့ပွဲထက်အများကြီးပိုကောင်းမှာဖြစ်ပြီးပရိသတ်တွေကိုပိုပြီးအကြိုက်တွေးစေလိမ့်မယ်လို့ထုတ်ပေါ်ပြောကြားလိုက်ပါတယ်ဟုတ်တယ်ဒါကပိုကောင်းတဲ့ပွဲလို့ထင်နေကျွန်တော်တို့ရဲ့ကစားဟန်တွေကြောင့်ပဲ မန်နေကကောင်းတဲ့ကစားသမားတယောက်ဆိုတာမမားပါဘူးဒါပေမဲ့ကျွန်တော်ယူလာတဲ့အရာကကွဲပြားတယ်ဖိအားပေးတိုက်တက်တဲ့ကစားသမားနဲ့ဟာလှောင်ရင်းရဲ့အလယ်မှာထိုးသက်တာဟာပရိသတ်တွေအတွက်ပိုကောင်းမှာပါလို့ဖန်ကပြောကြားလာခဲ့တာပဲဖြစ်ပါတယ်ဒီပြောကြားချက်ဟာဖန်ရဲ့ယုံကြည်မှုသူနဲ့ rival တို့ရဲ့ကစားပုံစံတူညီမှုနဲ့ပရိသတ်တွေအတွက်စစ်လို့ရှားစရာပွဲစဉ်ဖြစ်လာလိမ့်မယ်လို့ယူဆထားတာကိုထင်ရစေပါတယ်ဖန်ကသူနဲ့ rival တို့ဟာ PRB ကစားနေ pressure fighting style ကိုအသုံးပြုသူတွေဖြစ်လို့ဒီလို PRB ကစားနေနဲ့လောင်ရဲ့အလဲမှာထိုးတက်မှုဟာပရိသတ်တွေအတွက်ဆက်လို့ရှားစရာဖြစ်လာနိုင်တယ်လို့ဖန်ကယူဆထားတာဖြစ်နိုင်ပါတယ် ဖန်နဲ့ rival တို့ရဲ့ကစားပုံစံဟာလှည့်မြန်ပြီးပြင်းထန်တဲ့ထိုးနှက်မှုတွေနဲ့အဆက်မပြတ်တိုက်စစ်ဆင်နိုင်မှုတွေနဲ့ပြည့်စုံပါတယ်။ဒီလိုကစားပုံစံတူညီမှုကြောင့်ပွဲဟာအပြန်အလှန်ထိုးနှက်မှုတွေများပြားပြီးပေးသက်တဲ့အတွက်စိတ်ဝင်စားစရာဖြစ်လာလိမ့်မယ်လို့ဖန်ကယူဆထားတာဖြစ်နေပါတယ်။ဖန်က it is going to be great for the fan လို့ဖော်ပြခဲ့သလိုသူတို့နှစ်ယောက်ရဲ့ကစားပုံဟာပေးသက်တွေကိုစစ်လို့ရှားစရာပွဲစဉ်တစ်ခုပေးနိုင်မယ်လို့ယုံကြည်ထားပါတယ်။ဒါကြောင့်သူကဒီပွဲစဉ်ကို Manekay နဲ့ rival တို့ရဲ့ပွဲစဉ်ထက်ပိုကောင်းတယ်လို့ပြောခဲ့တာဖြစ်နေပါတယ်။ Manekay ဟာ flyweight အဆင့်သတ်မှတ်ချက်မှာနံပါတ်6ဖြစ်ပြီးသူ့ရဲ့ကစားပုံစံဟာထို နဲ့မုန်နှုံ၄.၈ significant strike per minute နဲ့တိကျမုန်နှုံ strike accuracy 53ရာခိုင်နှုန်းခံစစ်ထိုးနှက်မှုကာကွယ်နိုင်မှု strike defense 62ရာခိုင်နှုန်းရှိပါတယ်။ဒါပေမဲ့ဒီစွမ်းဆောင်ရည်မှတ်တမ်းတွေက vanishing တော့အတော်လေးကိုနှိမ်ပါလုံးနေတဲ့အကင်းကနန် data တွေဖြစ်ပါတယ်။နောက်ပြီးခိတ်ပြက်ကစားပုံစံဟာ van နဲ့ rival တို့လိုအဆက်မပြတ်ဖိအားပေးတိုက်စစ်ဆင်မှုထက်ပုံမှန်တည်ငြိမ်ပြီးနှီးပြွာဆန်တဲ့ချင်းကပ်မှုပုံစံကိုအသုံးပြုသူဖြစ်ပါတယ်။ Van Gogh the things that I bring is different လို့ဖော်ပြခဲ့သလိုသူ့ရဲ့ကစားပုံစံဟာ Cave and Nation ပုံမပြင်းထန်ဖျားပေးတိုက်စစ်ဆင်နိုင်မှုနဲ့ထိုးနှက်မှုနှုန်း၈တသမာနှစ်သုံးည significant strike per minute မှာတာလုံနေပါတယ်။ဒါကြောင့် Van နဲ့သူနဲ့ Rival တို့ရဲ့ဖျားပေးကစားနည်းဟာ Cave နဲ့ Rival တို့ရဲ့ပွဲစဉ်ထက်ပုံမစိတ်လို့ရှားစရာဖြစ်လာနိုင်တယ်လို့ယူဆထားတာဖြစ်ပါတယ်။ Cave ရဲ့နီးပြဝဆန်တဲ့ကစားပုံစံနဲ့ Rival ရဲ့ဖျားပေးကစားနည်းတို့ပေါင်းစပ်မှုဟာပုံမထိန်းချုပ်ထားတဲ့ပွဲစဉ်တစ်ခုဖြစ်လာနိုင်ပြီး Van နဲ့ Rival တို့ရဲ့အဆက်မပြတ်ဖျားပေးတိုက်စစ်ဆင်မှုကပုံမပြင်းထန်ပြီးအပြ န်လန်ထွန်းနှက်မှုတွေများပြားတဲ့ပွဲစဉ်ဖြစ်လာနိုင်ပါတယ်။ဒါကဗန်ကိုဒီလိုယုံကြည်ချက်ရှိရှိပြောဆိုစေခဲ့တာဖြစ်နိုင်ပါတယ်။ဗန်ဟာအသက်23နှစ်တာရှိသေးတဲ့လူငယ်ဖိုက်တာတစ်ယောက်ဖြစ်ပြီး Rival လို Flyweight ဆင်တက်မှတ်ချက် Number 1 Fighter နဲ့ထိုးရမယ့်ပွဲစဉ်ကို Golden Ticket ရွှေလက်မှတ်လို့ဖော်ပြခဲ့ပါတယ်။ဒီပွဲစဉ်ဟာသူ့ကို Flyweight Championship ကပန်းအထက်ဒိုင်းရခွင့်ရရရှိစေနိုင်တဲ့ပွဲစဉ်ဖြစ်တဲ့အတွက်သူ့ရဲ့ဆရာထက်သက်မှုနဲ့ယုံကြည်မှုကဒီပွဲစဉ်ကိုပုံမစစ်လို့ရစရာကောင်းတယ်လို့ပြောဆိုစေခဲ့တာဖြစ်နိုင်ပါတယ်။ဗန်ကပေးတဲ့တဲ့အတွက်စစ်လို့ရစရာပွဲစဉ်တစ်ခုဖြစ်လာမယ်လို့လေးပြပြောဆိုခဲ့တာကသူ့ရဲ့ပွဲစဉ်ကို USC ပိတ်သက်တွေကြားမှာပုံမစိတ်ဝင်စားမှုရရှိစေဖို့ရည်ရတာဖြစ်နိုင်ပါတယ်။ဒါကသူ့ရဲ့ကိုယ်ပိုင်ရုပ်သွင်တဲ့ပိတ်သက်ဆွဲဆောင်မှုကိုမြင့်တင်ဖို့နီးပြတာတစ်ခုလည်းဖြစ်နိုင်ပါတယ်။ဗန်ကမန်နေကိန်းဟာကောင်းတဲ့ကစားသမားတစ်ယောက်ဆိုတာမမားပါဘူးလို့ပြောခဲ့ပြီးခိတ်ပြဲဆွမ်းဆောင်ရည်ကိုအတိမဲ့ပြုထားပါတယ်။ဒါကြောင့်သူနဲ့ rival တို့ရဲ့ပွဲဟာခိတ်နဲ့ rival တို့ရဲ့ပွဲထက်ကြီးလို့ပိုကောင်းမယ်ဆိုတဲ့ဗန်ရဲ့ပြောကြားချက်ဟာခိတ်ကိုနှိမ်ချဖို့ရည်ရတာမျိုးမဟုတ်ပဲ ူ့ရဲ့ကစားပုံစံနဲ့ rival ရဲ့ကစားပုံစံတူညီမှုကိုအလေးပေးဖော်ပြတာဖြစ်နိုင်ပါတယ်။ Van နဲ့ rival တို့ရဲ့ PRB ကစားနည်းဟာလှောင်ရင်ရဲ့အလယ်မှာအပြန်အလှန်ထိုးနှက်မှုတွေများပြားစေနိုင်ပြီးဒါဟာ UFC ပေးသက်တွေအတွက်စိတ်လှုပ်ရှားစရာပွဲစဉ်တစ်ခုဖြစ်လာနိုင်ပါတယ်။ Van ရဲ့ထိုးနှက်မှုနှုန်း၈သမာ၂၃ significant strike per minute နဲ့ Van ရဲ့ဆက်မပြတ်တိုက်စစ်ဆင်မှုတွေဟာပွဲကိုအပြင်းအထန်အကျိတ်နယ်ဖြစ်လာစေနိုင်ပါတယ်။အချို့ဆိုရရင်တော့ Van ကသူနဲ့ rival တို့ရဲ့ပွဲစဉ်ကို Manekim နဲ့ rival တို့ရဲ့ပွဲစဉ်ထက်ပိုပြီးစိတ်လှုပ်ရှားစရာကောင်းမယ်လို့ပြောခဲ့ရတဲ့အကြောင်းရင်းဟာ သူတို့နှစ်ယောက်ရဲ့ PRB ကစားနေ pressure fighting style နဲ့ထိုးနှက်မှုနှုန်းမြင့်မားမှုကြောင့်ဖြစ်ပါတယ်။ Van ရဲ့ထိုးနှက်မှုနှုန်းရှိတဲ့သမာ1.3 significant strike per minute နဲ့ Rival ရဲ့အဆက်မပြတ်တိုက်စစ်ဆင်မှုတို့ပေါင်းစပ်မှုဟာလောင်ရဲ့လယ်မှာပြင်းထန်ပြီးအပြန်အလှန်ထိုးနှက်မှုတွေများပြားတဲ့ပွဲစဉ်ဖြစ်လာနိုင်တယ်လို့ Van ကယူဆထားပါတယ်။ဒီပွဲစဉ်ဟာ Van ရဲ့ထိုးနှက်မှုနှုန်းနဲ့ Rival ရဲ့ Jiu-Jitsu ဆွမ်းရည်တို့ထိတဲ့တွဲဆုံမှုကြောင့် UFC ပိတ်သက်တွေအတွက်ဆက်လို့ရားစရာပွဲစဉ်တစ်ခုဖြစ်လာနိုင်တယ်လို့ Van ကယုံကြည်ထားတာဖြစ်မယ်ထင်ကြပါမှာ။ပိတ်သက်များကရော Van ရဲ့ပြောကြားချက်တွေနဲ့ပတ်သက်လို့ဘယ်လိုမျှမြင်မိကြပါသလဲ။ မိမိတို့ရဲ့အမြင်လေးတွေကိုလည်းပြောပေးခဲ့ကြပါအောင်အဆုံးထိရှိပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်